မင်္ဂလာပါရှင် Fan White Channel ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့အာလူးမှာကြာရောက်တတ်တဲ့ပိုးယောဂာနဲ့ကာကွယ်နှိမ်နင်းနည်းတွေအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင် အာလူးမှာအဓိကကြာရောက်တတ်တဲ့ပိုးတွေကတော့ပင်ဖြတ်ပိုးနဲ့28ပျောက်ကြိုင်ပိုးလိုဖြစ်ပြီး အာလူးတို့လောင်ထားတဲ့အချိန်မှာအာလူးဥထိုဖလန်မျက်စံပိုးကြာရောက်ဖြစ်စီတတ်ပါတယ်အဲ့ဒီပိုးတွေကိုကာကွယ်နှိမ်နင်းမှုအတွက် စိုက်ခင်းတဲ့အနီးတစ်ဝိုက်မှာပေါင်းမြက်တွေရှင်းလင်းထားတဲ့ပြီးကြားရောက်ခဲ့မယ်ဆိုရင်မတူညီတဲ့ဓာတုပိုးသက်စေအုပ်စုတွေကို အလှဲကျအသုံးပြုပြီးနှိမ်နင်းနိုင်ပါတယ်။အဓိကကြားရောက်တဲ့ယောဂတွေကတော့အာလူးနှောင်းမင်နာကျယောဂ၊စောပင်နာကျယောဂနဲ့ပင်ညိုယောဂတွေဖြစ်ပါတယ်။ ။စောပင်နာကြယောဂကရာသီဥရု6တွေ့ပြီးအနည်းငယ်ဆွဆွနေတဲ့ကာလတွေမှာ ဖြစ်တတ်ပြီးမှုချောင်းဖြစ်ပါတယ်။အောက်ဆုံးအရွက်ကနေစပြီးအညိုရောင်အကွက်လေးတွေပေါ်လာပါတယ်။နှောင်းမင်နာကြယောဂကအရွက်ပင်စီနဲ့အာလူးဥတွေမှာကြာရောက်တတ်ပြီးမှုချောင်းဖြစ်ပါတယ်။မိုးရာသီမှာလေရုဆိုထိုင်းစားများမယ်ဆိုရင်ယောဂဖြစ်ပွားမှု မြန်ဆန်ပြီးအာလူးကင်းတွေပျက်စီးတဲ့အထိကြာရောက်တတ်ပါတယ်။အဲ့ဒီယောဂါကိုကာကွယ်နိုင်မှုအတွက်ယောဂါကင်းတဲ့မျိုးကောင်းမျိုးတန့်တွေကိုအသုံးပြုပြီးပေါင်းမြက်ရှင်းလင်းထားရပါမယ်။ရှေ့ရာဒီမှာယောဂါကြာရောက်ဖူးရဲဆိုရင်မျိုးရင်းမတူတဲ့အခြားသီးနှံတွေကိုတီးလဲစိုက်ပျိုးသင့်ပါတယ်။ဒါအပြင်ဓာတုဆေးတွေအနေနဲ့ကော်ပါအခြေခံနဲ့မှုတက်ဆေးတွေကိုအသုံးပြုပြီးကာကွယ်နှိမ်နင်းနိုင်ပါတယ်။ အာလူးပင်ညိုယောဂကဘက်တီးရီးယားကြောင့်ဖြစ်တဲ့ယောဂဖြစ်ပါတယ်။ဘက်တီးရီးယားကအပင်ရဲ့အစာရေကြောစနစ်ကို ပိတ်လိုက်တဲ့အချိန်မှာအပင်တွေကအစိမ်းရောင်မပြတ်ညှိုးသွားပြီးပင်စီနဲ့အမြစ်တွေအညိုရောင်ပြောင်းပြီး ပင်စီကိုဖျက်ကြည့်မယ်ဆိုရင်ပျက်စီးနေတာကိုတွေ့ရပါမယ်။အဲ့ဒီယောဂါကိုကာကွယ်ဖို့အတွက်တီးလဲဆိုင်ပြိုးခြင်း ယောဂကင်းနဲ့စိုက်ပျိုးမြေမှာစိုက်ပျိုးခြင်းမျိုးကောင်းမျိုးတန့်စိုက်ပျိုးခြင်းနဲ့လေယာသုံးပစ္စည်းများကိုတန့်ရှင်းဆောင်ရွက်ခြင်းဖြင့်ကာကွယ်တားဆီးနိုင်နေနိုင်ပါတယ်။နောက်တစ်ပတ်မှာတော့အာလူရိတ်သိမ်းတူဖို့ခြင်းနဲ့တူလောင်ထားရှိခြင်းအကြောင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။